တနတ်တွေကိုစတင်တီထွင်အသုံးပြုခဲ့တာဟာနှစ်ပေါင်းများစွာရှိနေခဲ့ပြီဖြစ်ပါတယ်။ပထမဆုံးတနတ်ကိုခရစ်နှစ်1364ခုနှစ်မှာစတင်အသုံးပြုခဲ့တယ်လို့မှတ်တမ်းတွေအရာလေးတီးခဲ့ရပါတယ်။ အဲ့ဒီအချိန်ကရန်ကိုစနက်တန်နဲ့မီးရှို့အသုံးပြုခဲ့တာဖြစ်ပြီးတော့ယခုခေတ်သက်တွေ့လိုမျိုးခလုတ်ဆွဲပြက်ခတ်နိုင်တဲ့အထိနီးပညာမျိုးလေးမပေါ်ပေါက်သေးပါဘူး။ဂျာဇူးနှင့်နှစ်ပေါင်းများစွာမှာတနတ်တွေရဲ့တီထွင်ဆန်းသွင်းမှုတွေဟာအမျိုးမျိုးပြောင်းလဲလာခဲ့ကြပြီးတော့19ရာစုအဆုံးသက်ဖြစ်တဲ့1892ခုနှစ်ရောက်မှသာအခုခေတ်သက်တွေရဲ့လမ်းစာကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။လူတွေရဲ့စိတ်ကူးစိတ်တမ်းတွေကိုလိုက်ပြီးတီထွင်ထားတာကြောင့်တနတ်တွေရဲ့ပုံစံတွေဟာအမျိုးမျိုးရှိကြပြီးတော့လှုပ်ဆောင်နိုင်စွမ်းတွေဟာလည်းကွဲပြားခြားနားနေကြတာဖြစ်ပါတယ်။ မှကလေးချက်ကလေးတွေကိုတည်စီနိုင်တဲ့တနက်အငယ်စားတွေကစလို့လူအများကြီးကိုအတုံးယုံတည်စီနိုင်တဲ့တနက်တွေအထိများစွာရှိနေပါတယ်။အခုတင်ဆက်ပေးမှာကတော့ကမ္ဘာအစွမ်းထက်ဆုံးတနက်10မျိုးအကြောင်းပဲဖြစ်ပါတယ်။ဒီကြီးမင်းတို့မသိလောက်သေးတဲ့အကြောင်းအရာလေးတွေပါဝင်နိုင်တာကြောင့်မလို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။အစင်းသစ်ဖြစ်ပြီဆိုရင်တော့ဆက်လိုက်ကြရအောင်မော။နံပါတ်10ပန်တနတ် ပန်းတနက်တွေဟာလူသမိုင်းတစ်လျှောက်မှာအကြီးမားဆုံးတနက်တွေပဲဖြစ်ပါတယ်။ပန်းတနက်တွေဟာရှော့ဂန်တနက်အမျိုးအစားတွေထဲမှာမှအရှည်အလျားဆုံးအမျိုးအစားလေးဖြစ်ပါတယ်။1မီတာခွဲကနေ2မီတာလောက်ထိအရှည်လျားပြီးတော့အလေးချိန်ဟာလည်းအနည်းဆုံး50ကီလိုဂရမ်ကနေစရှိတာမို့လို့တော်တော်လေးကိုအလေးချိန်စီးတဲ့သနတ်ဖြစ်ပါတယ်။1920ခုနှစ်မှာအမေရိကန်ရဲတွေဖမ်းဆီးရမိခဲ့တဲ့သနတ်တွေအားဆိုရင်113ကီလိုဂရမ်လောက်ထိလေးပြီးတော့သနတ်လောကမှာဆိုရင်တော့တော်တော်ကြီးတဲ့သနတ်တစ်ခုလို့ဆိုရမှာပါ။ ဒီတနတ်တွေကိုငှက်ပြရမှာအသုံးပြုလေးရှိကြပြီးတော့တူမီတနတ်တွေလိုရမ်းမုတ်ထက်ပြီးပြရတဲ့တနတ်တွေလည်းဖြစ်ပါတယ်။တနတ်ရဲ့ကြီးမားတဲ့အရွယ်အစားကြောင့်အကြိမ်ပြစ်ခတ်နိုင်မှုအတွက်ရမ်းမုတ်900ဂရမ်အထိဖြည့်ထားရမှာလည်းဖြစ်ပါတယ်။အကြိမ်နဲ့ပြစ်ခတ်လိုက်ုံနဲ့ငှက်ကောင်ရင်90သေးစိနိုင်လောက်တဲ့အထိအပြင်းလာပါတယ်။ဒီနေရာမှာတော့ပကံပြားအချက်ပေါင်းများစွာကိုပန်းတနတ်တစ်ချက်ကဘလို့အစိမ့်စိမ့်အမှားမှဖြစ်စေနိုင်တယ်လဲဆိုတာကိုတွေ့မြင်ရမှာပါ။ 19ရာစုအကုန်မှာတော့ဒီတနက်တွေအသုံးပြုမှုကိုနိုင်ငံတော်တော်များများမှပိတ်ပင်တားမြစ်ခဲ့ရပါတယ်။အကြောင်းရင်းကတော့ဒီတနက်နဲ့ငှက်ပြတာတွေများပြားလာပြီးငှက်ကောင်ရီတိတိတသာ ရော့ကျသွားခဲ့လို့ပဲဖြစ်ပါတယ်။တနဟာကြီးမားလွန်းတဲ့အတွက် requirement လို့ခေါ်တဲ့ကြီးကံအားကလည်းကြောက်စရာကောင်းလွန်လာအောင်ပြင်းထန်လွန်လာပါတယ်။ ိုင်တွေပြက်ခတ်ရမှာအခက်ခဲရှိတာကြောင့်နှက်လိုက်မဆိုးတွေဟာတနက်ကိုလှေကိုရယ်နဲ့ပူးချီပြီးတော့ပြက်ခတ်တတ်ကြပါတယ်။တနက်ကိုပြက်ခတ်တဲ့အခါမှာလည်းပြင်းထန်လွန်းလာတဲ့အကြီးကံအားကြောင့်လှေပါလူးလွန့်သွားတာကိုတွေ့ရမှာပါ။ဒီတနက်ကို Tremor 4လို့ခေါ်တဲ့ Hollywood ဇာတ်ကားတကားမှလည်းအခုလိုတွေ့ရှိခဲ့ရပါတယ်။နံပါတ်9 AA12 ဖြောကန်းနေရာချင်းရွယ်ပြုတ်ခတ်ဖို့တိတ်မလို့အပ်တဲ့အနီးကတိုက်ပွဲတွေအတွက်အသုံးဝင်မိမယ်လဲအားနေချက်ကတော့ကြည်တောင်းပစ်ပြီးနောက်တစ်ချက်ပစ်ဖို့အတွက်မောင်းပြန်တင်နေရတာပဲဖြစ်ပါတယ်။ဒါကြောင့်လဲအမေရိကန်နိုင်ငံသားမတ်ဆွေးမတ်ချင်းဆာဟာမောင်းတင်ဖို့မလိုတဲ့မောင်းပြန်ဖြောကန်းဖြစ်တဲ့ AA12 automatic ဖြောကန်းကိုတီထွင်ခဲ့ပုံရပါတယ်။ဒီတနက်ကိုဟောလိဝုဒ်မင်းသားတယ်ရီခရူးက Expandable ရုပ်ရှင်ကားထဲမှာရန်သူတွေကိုချင်မုံမုံအတွက်အသုံးပြုခဲ့တာကိုတွေ့ဘူးကြာမှာပါ။ အေအတွဲမှာအသုံးပြုတဲ့ကြီးကက်တကက်ဟာတွဲကာလီပါအချင်း7မီလီမီတာရှိတဲ့ကြီးစံပေါင်း32တောင်းပါဝင်ပြီးတော့60ကန်အတွင်းမှာကြီးကက်တကက်လုံးကုံအောင်ပစ်ခတ်နိုင်တဲ့အထိညံဆန်တဲ့ပစ်ခတ်နှုန်းရှိပါတယ် M60 rifle လောက်ပစ်ခတ်နှုန်းမြန်ဆန်ပေမဲ့ A12 ဟာ shotgun အမျိုးအစားဖြစ်နေတာကိုလို့မိထားလို့မရပါဘူး။ကြစ်ခတ်လိုက်တဲ့ကြီးစံတထောင်ချင်းစီမှာပါဝင်တဲ့ခဲသေးပေါင်း100ခန့်ဟာလေပြမရှိရာကိုလင်မြန်တဲ့အချိန်နဲ့ပြန်ကားထွက်သွားမှဖြစ်တဲ့အတွက်အနီးကတိုက်ပွဲတွေမှာအစမ်းထက်လွန်တဲ့လက်နက်တစ်ခုဖြစ်ပါတယ်။ ဒီချိတ်ထားတဲ့ရေဘူးတွေကတော့ဒီတနက်ရဲ့ပြစ်ချက်တွေကနေလွတ်နိုင်မဲ့အနေအထားမရှိတာအသေချာပါပဲ A12 ကိုဗီဒီယိုဂိမ်းအနေနဲ့ဆော့ကစားခြင်းနဲ့ဆိုရင်တော့ Call of Duty Modern Warfare နောက်ဆုံး update မှာကင်တွယ်ပြစ်ခတ်နိုင်မှာဖြစ်ပါတယ်နံပါတ်၈ Thunder 50 BMG Pistol တနက် တပ်သားတယောက်ကထွက်မပြေးနိုင်ပဲခြေထောက်တွေလည်းကျိုးနေမယ်။တင်ကားတစ်စီးကိုပစ္စတိုတနက်တလက်ထဲနဲ့ယင်ဆိုင်ပြီးတော့အသက်မသေးပဲလွတ်မြောက်နိုင်ဖို့ဖြစ်နိုင်ပါမလားဆိုတဲ့မေးခွန်းကိုမေးလာရင်တော့တန်တာ50 BMG ကတော့အဖြေတစ်ခုပဲဖြစ်ပါတယ်။တင်ကားကိုယ်တွေကိုဖောက်ထွင်းပစ်ခတ်နိုင်တဲ့ကဘာပေါ်ကတစ်ခုတည်းသောပစ္စတိုတနက်တလက်ပဲဖြစ်ပါတယ်။တကယ်တမ်းမှာတော့ပစ္စတိုတနက်လို့တောင်ခေါ်ဖို့မသင့်ပဲလက်ကန်အညောက်တလက်လို့ပဲခေါ်ဆိုသင့်တာပါ။ တနတ်ထဲမှာထည့်သွင်းရတဲ့ကြည်စံဟာ50 caliber အချင်း 90mm ကြည်စံအမျိုးအစားဖြစ်ပြီးတော့ Browning M2 စက်တနတ်တွေနဲ့ Barrett M82 Sniper Rifle ရဲ့ကြည်စံနဲ့တော့အတူတူပဲဖြစ်ပါတယ်ဒီတနက်တွေဟာတန်ချက်ကပါတဲ့တင်ကားတွေကိုအမှန်တကယ်ပြစ်ခွင်းနိုင်တယ်ဆိုပေမဲ့လည်းမိကတဲ့အကွာအဝေးအတွင်းကသာပြစ်ခတ်ရမှာဖြစ်တယ်လို့တင်ကားရဲ့အားနည်းတဲ့အစိပ်ပိုင်းတွေကိုပြစ်ခတ်မှသာဖောက်ထွင်းနိုင်မှာလည်းဖြစ်ပါတယ်။ဒီတနက်တွေကိုတီထွင်ထုတ်လုပ်ထားပေမဲ့လည်းတရားဝင်30ကွင်းတော့မရရှိခဲ့ပါဘူး။အကြောင်းကတော့ဒီတနက်ကင်ဆောင်သူတွေဟာပြင်းထန်လုံးနဲ့နောက်ပြန်ကြီးကန်အားကြောင့်ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိနိုင်လို့ပဲဖြစ်ပါတယ်။ဒီလိုတနက်တွေကိုတော့ ကုလတွေရဲ့တမာမှုကိုစမ်းသပ်ဖို့ဝင်မလေးတဲ့တနက်ဆူဆောင်သူဝါသနာရှင်နေစီမှာပဲရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။နံပါတ်9 Fiber Zeliska 600 Nitro Express ကဘာပေါ်မှာအထင်းအားဆုံးနဲ့အစွမ်းထက်ဆုံး6လုံးပြူတနက်ပဲဖြစ်ပါတယ်။ဒီတနက်အမျိုးအစားကိုကဘာပေါ်မှာနှစ်လက်သေးတာတွေ့ရှိရမှာဖြစ်ပြီးတော့အလေးချိန်ကတော့73ပေါင်ခန့်အောင်လေးတဲ့အတွက် AK47 Rifle နှစ်လက်စာရဲ့အလေးချိန်နဲ့တောင်ညီမျှပါတယ်။တနက်ရဲ့အရှိကနှစ်ဆက်နှစ်လက်မှရှည်လျားပြီး ။ဤသနကိုအော်စတီးယားလူမျိုး Adolf Selisker က1995ခုနှစ်မှာဒီဇိုင်းဆွဲထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ဒီခြေလုံးပြုမှာအသုံးပြုရတဲ့ကြည်စံကိုအဲ့ဒီခေတ်အဲ့ဒီခါတုန်းကရရှိနိုင်တဲ့အကောင်းဆုံးမဲလိုက်တန်းတွေတွေကအစွမ်းထက်ဆုံးကြည်စံကိုရွေးချယ်အသုံးပြုခဲ့တာဖြစ်ပါတယ်။ကြည်စံကတော့အချင်း 600mm ရှိတဲ့700 Nitro Express ကြည်စံပဲဖြစ်ပါတယ်။တန်းတစ်ချက်ပြည်ုံနဲ့တင်ဒေါ်လာ80ကနေဒေါ်လာ100အထိကုန်ကျနိုင်ပြီးတော့တော်ရုံလူတွေသုံးဆွဲနိုင်မှုခေရင်နေတာဖြစ်ပါတယ်။ပောက်ကွဲတဲ့ခြေလောင်းလုံးတဲ့အတွက် တနက်ကိုကိုင်းဆောင်ပြက်ကတ်သူတွေအနေနဲ့လဲတင့်တော်တဲ့အကြအာယုံကာကွယ်ရေးပစ္စည်းတွေကိုတုံးဆွဲရမှာဖြစ်ပါတယ်။တင့်တော်တဲ့ကာကွယ်ရေးပစ္စည်းတွေအသုံးမပြုဘဲပြက်ခတ်မိသူတွေဟာကွန်ကူရှင်းလို့ခေါ်တဲ့အုံနောက်ကိုပြင်းထန်စွာတိခိုက်မိခြင်းကြောင့်သတိလိချင်းဇွေဇွာဖြစ်ခြင်းများကိုတောင်ခံစားရလေရှိပါတယ်။ဒီတနက်တွေကိုတော့ကျွဲနဲ့ဆင်းအစရှိတဲ့အာဖရိကသားကောင်ကြီးတွေကိုအမဲလိုက်ဖို့ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့လို့လူတစ်ယောက်ကိုပြက်ခတ်မိမယ်ဆိုရင်တော့ထုတ်ချင်းပေါက်သားမှအသေးချပဲဖြစ်ပါတယ်။ 1988ခုနှစ်အထိတော့600မီလီမီတာကြီးစားဟာအစွမ်းထက်ဆုံးကြီးစံတစ်ခုဖြစ်ခဲ့ပေမဲ့လည်းအဲဒီနောက်မှာပိုပြီးအစွမ်းထက်တဲ့အချင်း900မီလီမီတာရှိတဲ့စမန်ဟန်ဒရာနိုက်ထရိုအက်စပရက်ကြီးစံထပ်မံထွက်ရှိလာခဲ့ပါတယ်။ဒီကြီးစံရဲ့ပြင်းအားဟာလည်းပြေးလွှားနေတဲ့ဆင်တကောင်ကိုတောင်ဘုံကလေးပစ်လဲသွားနိုင်လောက်တဲ့အထိတင်းထန်လွန်းနေလို့ဆိုကြပါတယ်။ဒီလိုမယုံကြည်နိုင်လောက်အောင်ပြင်းထန်လွန်းတဲ့ကြီးကံအားကိုခန္ဓာရင်ရှိရှိကင်တွယ်နိုင်ဖို့အတွက်နှလုံးပြူရိုင်ဖယ်တွေကိုအထူးစီမံထုတ်လုပ်ခဲ့ကြပြန်ပါတယ်။နံပါတ်6 ရုရှား KBB စစ်တပ်နဲ့စစ်တပ်နဲ့တင်ကားခွင်းသနပ်ပေါင်းစပ်ပြုလုပ်ထားပြီးတော့35မီလီမီတာအထူရှိတဲ့တင်ကားကိုယ်တွေကိုမီတာ300ယောက်လောက်အကွာကနေတောင်ဖောက်ထွင်းပစ်ခတ်နိုင်ပါတယ်။ထဲသွင်းအသုံးပြုရတဲ့ကြည်စံတွေကတော့အချင်း14.5မီလီမီတာ၊ကြည်အင်အရှေ114မီလီမီတာရှိတဲ့တင်ကားခွင်းကြည်စံတွေပဲဖြစ်ပါတယ်။ EG Blue တွေကိုတော့50မီလီမီတာကြည်စံလေးတွေနဲ့ရှင်ကြည့်မယ်ဆိုရင်တော့ Busuu Q Baby Bullet လေးတွေလိုဖြစ်နေမှာပါ။ ခံစစ်အတွက်အလုံးသုံးဝင်တဲ့တနတ်တလပဲဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းမှာဆိုဗီယက်တွေကဒီဂျီဇန်တွေကိုတင်ကားခွင်ဖို့အတွက်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ KBV စစ်တပ်တွေဟာ2ကီလိုမီတာအကွာအဝေးကပြတ်မှတ်တွေကိုတောင်ပစ်ခတ်နိုင်ပြီးတော့ တတမ5ကီလိုမီတာအကွာအဝေးကပြန်တန်းလာတဲ့လေရင်တွေကိုတောင်ပြစ်ချနိုင်တာပါ။ဒါကြောင့်လေဆွမ်းထက်ဆုံးစက်တနက်အဖြစ်နဲ့မြစ်ခုနဲ့ဆဲကြားနေရာယူနိုင်ခဲ့တာအထူးဆန်တော့မဟုတ်ပါဘူး။ရုရှားထုတ်စက်တနက်တွေထဲမှာနောက်ထပ်နာမည်ကြီးတဲ့စက်တနက်ကိုပြောရမယ်ဆိုရင်တော့ The Cock လို့ခေါ်တဲ့စက်တနက်ပဲဖြစ်ပါတယ်။မှန်ပြောင်းတဆင်ထားလေးရှိပြီးပြစ်မှတ်တွေကိုတိတိကျကျပြစ်ခတ်နိုင်တဲ့အတွက်စနိုက်ပါမရှင်ကစနိုက်ပါစက်တနက်ရဲလို့ခေါ်ဆိုကြလေးရှိပါတယ်။ အချင်းစနစ်တသမာ9မီလီမီတာ၊ ठी အင်ရှေ108မီလီမီတာအပြဲစားရှိတဲ့ဒီထီဇံတွေဟာအဆောက်အုံနေရန်တွေနောက်ွယ်ကရန်သူတွေကိုတော့ပေါက်ထွင်းပစ်ခတ်နိုင်တဲ့အထိအစွမ်းထက်ကြတာဖြစ်ပါတယ်။ချိန်ထဲမှာပဲအခြားဆက်တနာတွေတဲ့စာရင်လေးပေါက်ပါလာကြအောင်ထောက်တိုင်နေတာမကပဲတယ်ဆောင်ပြီးပစ်ခတ်နိုင်တဲ့အပြင်1မိနစ်အတွင်းအချက်600ပစ်ခတ်နိုင်ခြင်းနဲ့တယ်ဆောင်မှုလွယ်ကူခြင်းတွေက၎င်းကိုစေစုံသုံးတနက်တလက်ဖြစ်စေခဲ့ပါတယ်။နံပါတ်5 NCU ဒါကတော့တင်ကားခွန်းတနက်တလောက်ကိုမှန်ပြောင်းတက်ဆင်ပေးလိုက်ရင်ရလာမယ့်ရလတ်တစ်ခုပဲဖြစ်ပါတယ်။20ကာလီပါအချင်း20မီလီမီတာရှိတဲ့ NCO rifle ဟာဓာတ်ဝတ္ထုတွေကိုဖောက်ထွင်းပစ်ခတ်နိုင်တဲ့ကမ္ဘာကျပေါ်ကစွမ်းအားအမြင့်ဆုံးဓာတ်ခွင်း rifle တစ်လက်ပဲဖြစ်ပါတယ်။နေ့တမရှစ်မိုင်အကွာကပစ်မှတ်ကိုပစ်ခတ်နိုင်တာကြောင့်မလို့ American sniper တပ်သားတွေရဲ့လက်ဆွဲဖြစ်တဲ့နမဲကျော် M82 တနက်တွေရဲ့ မိုင်းကျော်သာပြစ်ခတ်နိုင်တဲ့အကွာအဝေးထက်အများကြီးတာလွန်နေတာကိုတွေ့နိုင်ပါတယ်။56လက်မရှိတဲ့ NCO 20 mm ရဲ့တနက်ဖြောင်းအရှိဟာနမဲကျော် M82 ထက်တောင်းလေးစားခန့်ရှည်လျားပြီးတော့တော်နီကာလီပါအချင်း20 mm ရှိတဲ့ကြီးစံအမျိုးအစားကိုလည်းအသုံးပြုရမှာဖြစ်ပါတယ်။ဒီကြီးစံ M61 Vulcan လျင်ပြအမြောက်တေမှာအသုံးပြုတဲ့ကြီးစံအမျိုးအစားတွေနဲ့တောင်တူတူပဲဖြစ်ပါတယ်။ကြီးကောင်ရင်တွေကပြစ်မှတ်တွေကိုတော့ဖောက်တင်းပြစ်ခတ်နိုင်တဲ့အတွက် ကြီကဝစ်စုံတွေတာမကတင်ကားတွေပါဖြုံရတဲ့ဒီဆွမ်းဆောင်ရင်မြင်းနဲ့တနက်တလပဲဖြစ်ပါတယ်။နံပါတ်၄ SSK 950 JDJ ဒီတနက်ရဲ့ကြီစာကဘာပေါ်က rifle တနက်အားလုံးမှာအသုံးပြုတဲ့ကြီစံထက်ပိုပြီးတော့ကြီးပါတယ်။အချင်း24.1 mm နဲ့အရှေ85 mm ရှိတဲ့950 JDJ ကြီစံတွေဟာလက်ကင်တနက်ကြီစံတွေကမှအကြီးဆုံးကြီစံတစ်ခုပဲဖြစ်ပါတယ်။ဒါကတော့ပြမကိုထိမှန်သွားတဲ့ကြီစံရဲ့ပုံစံမှာ ဒီတနက်ကိုပြစ်ခတ်နေစမှာမလို့အောင်ထိန်းချုပ်နိုင်ဖို့ဆိုတာကတော့မိစေတို့မြင်တွေ့ရတဲ့အတိုင်းလုံးဝမဖြစ်နိုင်တဲ့ကိစ္စပဲဖြစ်ပါတယ်ဒီတနက်ရဲ့အလေးချိန်ဟာပေါင်90လောက်တောင်ရှိတဲ့အတွက် M60 တနက်6လက်စာအလေးချိန်လောက်တောင်ရှိပါတယ်ကြီကံအားပြင်းထန်တဲ့တနက်တစ်လက်ဖြစ်တာကြောင့်မို့လို့ကြီကံအားကိုရောနေစေဖို့အတွက်အထူးပြုလုပ်ထားတဲ့ခုံကိုပြစ်ခတ်ရမှာအသုံးပြုရလိမ့်ရှိပါတယ်ကဘာပေါ်မှာဒီလိုတနက်မျိုး၃လသားထုတ်လုပ်နိုင်ခဲ့ပြီးတော့ဂျီဂျီဆန်ထုတ်လုပ်မှုကို၂၀၁၄ခုနှစ်ကတည်းကရပ်တန့်ခဲ့တာဖြစ်ပါတယ်။ ။အကြောင်းမေးတနက်တစ်ချက်ပြစ်စာဟာဒေါ်လာ80လောက်တောင်ရှိမှဖြစ်ပြီးတော့အချိန်ကြာလာတဲ့မြတ်တနက်တစ်ချက်ပြစ်ဖို့ကုန်ကြမဲ့ကုန်ကြစည်းဟာတဖြည်းဖြည်းတိုးလာမှာပဲဖြစ်ပါတယ်။နံပါတ်3 Glow Something ဩစတြေးလျထုတ် Glow Something ဟာကမ္ဘာအကောင်းဆုံးပစ္စတိုအမျိုးအစား၃မျိုးထဲမှာတစ်မျိုးပါဝင်ပဲဖြစ်ပါတယ်။ဒါနဲ့ဒီပစ္စတိုလေးကဘယ်လိုဖြစ်လို့ကျွန်တော်တို့ရဲ့စွမ်းအားမြင့်တဲ့တနက်စင်းနဲ့ပါနေရတာလဲဆိုတော့ ပိုကောင်းပြုပြင်ထားတဲ့ glow something ဟာဖက်တနက်တလက်လိုပဲဖြစ်ပါတယ်။ဒီတနက်ပြချက်တွေဟာဘလောက်တောင်ထိရောက်တယ်လဲဆိုရင်တော့ပောက်ထွက်သွားတဲ့အချွေရည်ဘူးတွေကိုကြည့်ပြီးမိတ်ဆွေတို့အနေနဲ့ခံမှန်းမိလောက်မယ်လို့ထင်ပါတယ်။ဒီမှာတွေ့ရတဲ့ကြည်တောင်း90ထည့်ထားတဲ့ကြီးကပ်ဘူးကမလုံလောက်တောင်ကြောင့်မလို့ကြည်တောင်း100ထည့်နိုင်တဲ့ကြီးကပ်ဘူးကိုပါထပ်မံဖန်တီးလိုက်ကြပါတယ်။လက်မတဲတဲ့သူတွေအတွက်အရန်အသုံးဝင်မဲ့တနက်တစ်ခုပဲဖြစ်ပါတယ်။ တကယ်လို့ဒီလိုတနက်နှစ်လက်အသုံးပြုမယ်ဆိုရင်တော့ကြည်တောက်200ကိုဇက်တိုက်ပစ်ခိုက်နိုင်မှာဖြစ်ပြီးမျက်စိမကောင်းသူတွေအတွက်ကတော့တော်တော်လေးအသုံးဝင်မှာဖြစ်ပါတယ်။ Glow 17ရဲ့ပစ်ခတ်နှုန်းဟာမယုံကြည်နိုင်တော့မြန်ဆန်ပြီးတော့ AK47 ထက်နှစ်ဆမြန်တယ်လို့ M60 ထက်လည်းအနည်းငယ်မြန်နေသေးတာဖြစ်ပါတယ်။ကြည်စံတရားပါဝင်တဲ့ကြည်ကပ်ဘူးကို5စက္ကန့်အတွင်းမှာအကုန်ကုန်သွားတဲ့အထိပစ်ခတ်အားမြန်ဆန်လွန်းလာတာဖြစ်ပါတယ်။ကြည်တောက်တရားဖြည့်ထားတဲ့ကြည်ကပ်ဘူးအပါအဝင်ဒီဆက်တနက်တစုံလုံးရဲ့အလေးချိန်ဟာ6ပေါင်ခွဲပဲရှိတာကြောင့်မို့လို့ ပေါ်ပါတော်လာတဲ့တနတလာလေးဖြစ်ပါတယ်။ Glossam တင်းပစ္စတိုတွေကိုကဘာအနှံ့ကရဲတပ်ဖွဲ့တွေမှာအသုံးပြုကြပြီးတော့ American ရဲတွေအားလုံးရဲ့တဝက်နီးပါးဟာဒီတနတ်ကိုကင်ဆောင်နေကြတာဖြစ်ပါတယ်။ Glossam တင်းကိုရဲသားတွေသာကင်ဆောင်ကြလာမဟုတ်ပဲအထူးအချင်းတွေလည်းကင်ဆောင်ကြရလို့သိရှိရပါတယ်။နံပါတ်1 RPG 28စင်းကိုအဆင်နဲ့နဲ့မြင့်တင်ရပါလိမ့်မယ်။ RPG 28 Cranberry လို့ခေါ်တဲ့တခါသုံးတင်ကားခွင်းလက်ပစ်ဘုံလောင်ချာဟာကဘာပေါ်ကစွမ်းအမြင့်ဆုံးလောင်ချာတစ်ခုဖြစ်ပြီးတော့တမီတာအထူးရှိတဲ့တထုပြားတွေကိုပါဖောက်ထွင်းသွားနိုင်တဲ့အထိစမ်းဆောင်ရည်မြင်မာတဲ့လောင်ချာတစ်ခုပဲဖြစ်ပါတယ်။ဒါ M1 Abram တင်ကားကိုတဲ့အရှိပိုင်းနဲ့ Challenger 2တင်ကားတွေကိုတော့ဖောက်ထွင်းသွားနိုင်ဖို့အတွက်လုံလောက်တဲ့ပမာဏတစ်ခုပဲဖြစ်ပါတယ်။ကွန်ကရစ်ဘန်ကားတွေအတွက်ဆိုရင်တော့လွတ်လန်းလုံးဝမရှိနိုင်တာသေချာပဲဖြစ်ပါတယ်။ အချင်း125မီလီမီတာရှိတဲ့ရုရှားထုတ် RPG-28 ဟာယခုခေတ်နောက်ဆုံးပေါ်အစမ်းထပ်ဆုံးတင်ကားများဖြစ်တဲ့ T-19 နဲ့ T-40 Armada တင်ကားတွေမှာတက်ဆင်ထားတဲ့အမြောက်တွေရဲ့ပြောင်းဝအချင်းနဲ့တောင်အတိုင်းအတာအတူတူပဲဖြစ်ပါတယ်125မီလီမီတာဆိုတာစီရီပြားတစ်ချက်နဲ့တောင်ညီတဲ့အတွက် RPG-28 ရဲ့အရေအစားဟာတိတိမာ2မီတာထိတောင်ရှည်ပြီးတော့125မီလီမီတာအချင်းရှိတဲ့ပိုက်လုံးတစ်လုံးနဲ့တောင်ဆင်တူပြီးအလေးချိန်ကလည်း73ကီလိုဂရမ်ထိတောင်လေးပါတယ် ရန်သူတင်ကားတွေကိုချိန်ရပစ်ခတ်ချိန်မှာတော့ပခုံးပေါ်မှာထမ်းပြီးပြမှတ်ကိုမီတာ300အကွာကနေပစ်ခတ်လိုက်ရုံပဲဖြစ်ပါတယ်။နံပါတ်1မီဒီကန် M134 ရှေ့ကတင်ပြခဲ့တဲ့တနတ်တွေရဲ့ပြစ်ခတ်နှုန်းကစစ်ပွဲတွေမှာခနဝင်တွင်ခဲ့တဲ့ဒီအမေရိကန်စစ်တပ်နဲ့ရှင်လိုက်မယ်ဆိုရင်တော့ဂီဇီယာတစ်ခုတောင်ဖြစ်နေမှာအသေးချာပဲဖြစ်ပါတယ်။ဒီမီနီကန် M134 ဟာစစ်တပ်တွေရဲ့အ мян ဆုံးပြစ်ခတ်နှုန်းစံချိန်ကိုဆယ်စုနှစ်လေးစုကြာတဲ့အထိထိန်းသိမ်းထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီတနက်ပြောင်းဝ6ခုကနေ20ကန့်အတွင်းမှာကြီးစံတရာအထိပြစ်ခတ်နိုင်ပြီးတော့ တမင်းနေကြပြက်ကလိုက်ရုံနဲ့ကြည်စံ6000ကျော်ဟာသူတို့တော့ရလမ်းမှာရှိတဲ့အရာဝတ္ထုမှန်သမျှကိုဒစစီဖဲ့ချေသွားမှာဖြစ်ပါတယ်။ကြည်စံတရာဆိုတဲ့ပမာဏဟာ AK47 ကြီးကတ်3ကတ်စာဖြစ်ပြီးတော့ဒီကြီးကတ်3ကတ်စာကိုတစ်စက္ကန့်အတွင်းမှာပြက်ကနိုင်လောက်အစွမ်းထက်တဲ့လက်နက်တစ်ခုပဲဖြစ်ပါတယ်။ M134 ရဲ့ပြစ်ခတ်နိုင်တဲ့အကွာအဝေးဟာတမန်ကျော်ထိရောက်ရှိနိုင်တဲ့ဆိုရင်မဲ့လေတကယ်တမ်းမှာတော့အနီးကပ်တိုက်ပွဲတွေမှာပုံမထီအောင်မှုရှိတာကိုတွေ့ရပါတယ်ဒီတနေ့ရဲ့ကြည်လန်းချောင်းနဲ့ရောက်များရောက်သွားလိုက်ရင်ဆိုတဲ့အတွေးမျိုးနဲ့တင်ချက်သိမ်းထားမိမှာအသေးချာ ပဲဖြစ်ပါတယ်2020ခုနှစ်မှာပဲဒီသနတ်ကိုတီထွင်ထုတ်လုပ်ခဲ့တဲ့သူကပိုမိုကြီးမားတဲ့ကြည်စံကိုထည့်သွင်းအဆင့်မြင့်နိုင်အောင်စ조사ခဲ့ပါတယ်အရင်တော့မှာတော့ပိုပြီးဝေဝေးပြစ်နိုင်တဲ့338 normal magnan ကြည်တောင်းတွေကိုလည်းထုတ်လုပ်နိုင်ခဲ့ပါတယ်ဒါကတော့ဒီကြည်တောင်းတွေကိုအသုံးပြုပစ်ခတ်နိုင်တဲ့ profast m134 mini gun ပဲဖြစ်ပါတယ်ကနနောက်ကလည်းလူကိုယ်တိုင်ကင်ထွဲပြစ်ခတ်နေစရာမလိုပဲအဝေးထင်းစနစ်နဲ့ထိန်းချုပ်ပြစ်ခတ်နိုင်အောင်လည်းထပ်မံအားပြည့်ထားပါရယ် ီလိုကင်းသမားမျိုးကို RPG တလက်မပါဘဲဖြည့်ရှင်းနိုင်ဖို့ဆိုတာမဖြစ်နိုင်သလောက်ပါပဲ M134 ဟာခြေစွန်းနစ်ပေါင်းများစွာမြင်လိုက်တိုင်းအမခံဖြစ်ရတဲ့စက်တနက်တစ်ခုဖြစ်တဲ့အပြင်ရုပ်ရှင်တွေထဲမှာလည်းဒီတနက်ပါဝင်တဲ့ဇဝင်ကန်အလန်းတွေကိုမိပြောက်ဖို့လုံးဝမလွယ်ကူတာပဲဖြစ်ပါတယ်ဂိမာတွေကတော့ဒီတနက်ရဲ့အစွမ်းထပ်ပုံကိုသူတို့ရဲ့ဗာကျူရဲ့ဝေါ်မှာကောင်းကောင်းသိရှိနေကြပြီဖြစ်ပါတယ်။ ။ဟုတ်ကဲ့ပါအခုတင်ဆက်ပေးသွားခဲ့တာကတော့ကဘာဘွားကစွမ်းအားမြင့်တနတ်တွေရဲ့အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်။တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးနဲ့ပတ်သက်လို့လူချင်းမျိုးတို့မှာရှိတဲ့ထင်မြင်ယူဆချက်ကလေးတွေကိုလည်းကမမဝင်ရောက်ဆွေးနွေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။သရီတာမြန်မာကနေဆက်လက်တင်ဆက်ပေးမယ့်အကြောင်းအရာတွေကိုလည်းစောင့်မျှော်အားပေးကြပါအောင်လို့ပြောကြရင်းနဲ့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။ကျေးဇူးတင်ပါတယ်။